အမေရိကန်ကိုအစ္စရေးကအကူအညီတောင်းနေသည့်ဘန်ကာဖောက်ထွင်းပုံရဲ့စွမ်းအားကပါလဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်အီရန်နျူကလ িয়ার စက်ရုံများကိုတိုက်ခိုက်ရန်အမေရိကန်စစ်တပ်ပိုင်ပစ္စည်းများကိုအသုံးပြုခြင်းပေါ်အပြုသဘောဆောင်သည့်သဘောထားကိုပြတ်တနေချိန်တွင်အစိုးရတာဝန်ရှိသူများနှင့်ကျွမ်းကျင်သူများကအမေရိကန်၏ပေါင်3000 33.6တန်အလေးချိန်ရှိသောမြေတွင်းထုတ်ဖောက်ခွဲနိုင်သည့်ဘန်ကာပုံသည် မြေအောက်နဲ့ဆိုင်သောဒေတာတွင်ရှိသောဖော်ဒိုဆက်ယုံကိုဖြစ်စည်းနိုင်သည့်တစ်ခုလေးသောလက်နက်ဖြစ်ကြောင်းအကြံပြုထားသည် GPU ကြီးမားသည့်ဘန်ကာဖောက်ထွင်းပုံသည်လုံခြုံစိတ်ချရသောအဆောက်အဦများတွင်ရန်သူ၏အစုလိုက်ပြုံလိုက်တက်ဖြတ်နိုင်သည့်လက်နက်များကိုဖြစ်စည်းရန်ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်ဝါရှင်တန်အခြေစိုက်မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးစင်တာမှဒုံးကျည်ကာကွယ်ရေးပရောဂျက်တုတည်သည့်မာဆာအိုဒါဂရင်က အဆိုပါလက်နက်သည်ပောက်ကွဲမှုပြင်အားအလုံးမြင့်သောဖောက်ခွဲရေးရန်ပေါင်6000ကိုထည့်သွင်းထားသော ပေါင်3000အလေးချိန်ရှိသောဘုံတလုံးဖြစ်ကြောင်းဖော်ပြခဲ့သည်ဘုံကို၌သည်တက်ရောက်မှုကိုခံနိုင်ရှိပြီးရည်ရွယ်ထားသည့်အနက်သို့ထိုးဖောက်ဝင်ရောက်ရန်တကယ်ထူပြီးမာကျောသောအခွန်လိုအပ်ကြောင်းဒါဂရင်ကပြောကြားခဲ့သည် views သည်အလွန်အကောင်းပြီးအချိန်တန်အချိန်ပေါင်းများစွာဘုံကျဲရန်လိုအပ်လိမ့်မည်ဟုပြောဆိုထားသည် အစူးလိုက်အပြုံလိုက်တက်ဖြတ်နိုင်သည့်လက်နက်များနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများတိုးပွားလာနေချိန်တွင် NNOB ကိုစမ်းသပ်ခြင်းအား2004ခုနှစ်တွင်စတင်ခဲ့သည်ဟုဒါဂရင်းကပြောကြားခဲ့သည် ဘုံများဖွံ့ဖြိုးတိုးတက်လာစေသည့်အကြောင်းရင်းများအနက်မှတစ်ခုမှာဆက်ယုံအတူမြင်ဝါကိုဘုံကျဲခြင်းသည်ဆက်ယုံတစ်ခုလုံးကိုဖျက်ဆီးရန်လုံလောက်သော ပောက်ကွဲမှုဖြစ်အားကိုမဖြစ်ပေါ်စေကြောင်းလိလာမှုတစ်ခုက ပြသခဲ့သည်ဆက်ယုံဝင်ပေါက်ကိုဘုံကျဲခြင်းသည်အစီအစဉ်ကိုယာယီနေကွေးစေတော်လဲငင်းကိုလုံလုံလျားလျားမပြည့်စည်စေကြောင်းဒါဂရင်းကပြောကြားခဲ့သည်2009ခုနှစ်တွင်ဘိုးအင်းကုမ္ပဏီသည်အမေရိကန်စစ်လေယာဉ်များတွင်လက်နက်စနစ်ပေါင်းစပ်ရန်စာချုပ်ကိုရရှိခဲ့သည်